Thank you. မင်္ဂလာပါရှင်ကျမရောဝန်ဒီပါဒီဗီယိုမြင်တန်ကြရဲ့နေ့လယ်2နာရီအချိန်ထိရရှိထားတဲ့သတင်းတွေကိုဓာတ်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားမှာပါရှင်စကိုင်းတိုင်းကမ်းမလူမြို့နယ်တဲကိုစစ်ကောင်စီကစစ်ကြောင်းထိုးပြီးလူနေအိမ်တွေကိုမီးရှို့ခဲ့စီရတဲ့အပြင်စွာမတန်စွမ်းတယောက်အပါအဝင်ပြည်သူ၉ယောက်ကိုတပ်ဖြတ်ခဲ့တယ်လို့ကျွန်းလာကမ်းမလူတက်ကြွလှရှားသူများအဖွဲ့ကမ်းမလူခရိုင်စီကနေသိရပါဗျာ ဂျွန်လ23ရက်နေ့ကနေ25ရက်နေ့အထိကမ်းမလူ6600တက်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြူစောတိအင်အား100ကျော်ပါတဲ့စစ်ကြောင်းဟာဇီကုန်းတိုက်နယ်တွေကဖိုကုံတပြေတာနဲ့ကြောင်းကုန်းရွာတွေကိုဝင်ရောက်ပြီးနေအိမ်တွေကိုမီးရှို့တာတွေနဲ့ပြည်သူတွေကိုတပ်ဖြတ်တာတွေလုပ်ခဲ့တယ်လို့သိရပါဗျာ။ ပြည်သူတွေစပါးစိုက်ချိန်ဖြစ်တဲ့အတွက်တိုက်ပွဲဖြစ်မှာစိုးရိမ်နေတာအတွက်ကြောင့်တော်လန်ရေးတပ်ဖွဲ့ဝင်တွေကရှောင်ပေးခဲ့ချိန်မှာစစ်ကောင်စီတပ်ကအခုလိုတက်ဖြတ်သွားတာလို့ကမ်ဘလူခရိုင်တော်လန်ရေးတပ်ပေါင်းစုတာဝန်ခံကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းဟာဂွေကုံကျေးရွာဘက်ကိုဖျက်ဆီးနေရလို့သိရှိရပါတယ်။အဲ့ဒီစစ်ကောင်စီစစ်တောင်းဝင်ရောက်လာတာကြောင့်ဇီကုံတိုက်နေတဲ့ကတပီတာကြောင်ကုံဖိုကုံနဲ့ဂွေကုံကျေးရွာတွေကတောင်းနဲ့ချီတဲ့ဒေသခံတွေထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါပါရှင်။ မန္တလေးတိုင်းတောင်သာမြို့နယ်နဲ့ငသက်ရောက်မြို့နယ်ခွဲကကျေးရွာတွေကိုဂျွန်လ24ရက်နေ့ကနေစတင်ပြီးအင်အား200လောက်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းကဝင်ရောက်မီးရှို့ဖျက်ဆီးနေတာတွေကြောင့်ထောင်ထဲချီတဲ့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့မြင်းကြံလူလူလှုံ့ဆော်မှုကော်မတီစီကနေသိရပါဗျ။ဂျွန်လာ24ရက်နေ့ကစစ်ကောင်စီစစ်ကြောင်းဟာငသက်ရောက်မြို့နယ်ကဈေးမကြီးကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ဂျွန်လ25ရက်နေ့နဲ့26ရက်နေ့မှာတော့တောင်သာအပိုင်တွေကကင်းစလုတ်ခြေရွာကိုဝင်ပြီးမီးရှို့ဖျက်ဆီးခဲ့လို့သိရပါဗျ။ဈေးမကြီးရွာကလင်းနေအိမ်20ကျော်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ကနအူးသိရှိထားပြီးကင်းစလုတ်ရွာခန့်တွေကတော့စစ်ကြောင်းရှိနေသေးတာကြောင့်ရွာပြန်လို့မရသေးတဲ့အခြေအနေဖြစ်ပါတယ်။ပျက်စီးနေတဲ့အခြေအနေကိုလည်းမသိရသေးဘူးလို့မြင်းကြံလူတို့လှုပ်ရှားမှုကော်မတီရဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါဗျ။ဒါအပြင်အဲ့ဒီစစ်ကောင်စီတပ်တွေကပြည်သူပိုင်ပစ္စည်းတွေခိုးယူတာရှိရလို့လည်းဆိုပါတယ်။ စစ်ကြောင်းဝင်နေတဲ့နေတဝိုက်မှာတော့ဒေသခံရွာသားတွေထောင်ထဲချီပြီးတော့ထွက်ပြေးတင်းရှောင်နေရပါတယ်။ဒါ့အပြင်ဂျွန်လာ26ရက်နေ့မော်လွယ်ပိုင်းလောက်ကမီးရှို့ဖျက်ဆီးခံရတဲ့ကင်းစလုတ်ကျေးရွာအနီးကိုစစ်ကောင်စီရဲ့ MI-35 လေယာဉ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားသေးတယ်လို့လည်းသိရပါတယ်ရှင်။ အင်းစိန်ထောင်မှာကြိုးပေးခံခဲ့ရတဲ့ចောင်းသားခေါင်းဆောင်စလိုင်းတင်မအောင်လို့ရဲရင်သူတွေများများပေါ်ပေါက်လာဖို့လိုတယ်လို့ AAPP ခေါင်းဆောင်တူကစလိုင်းတင်မအောင်ကြာဆုံးခြင်း49နှစ်မြောက်နေ့မှာပြောကြားလိုက်ပါတယ်။မောင်တူပြပို့ထားတာပါရှင်။ဟုတ်ကဲ့ပါကျောင်းသားကောင်းဆောင်စလိုင်းတင်မောင်ဟာ ဘာဆလာအစိုးရရဲ့အင်းစိန်ထောင်တွင်1986ခုနှစ်ဇွန်လ26ရက်ကကျိုးပေးတပ်ဖြတ်ခံခဲ့ရတာ49နှစ်ပြည့်ပါပြီဒီနေ့မှာပဲသူလိုရဲရင်နဲ့ចောင်းသားကောင်းဆောင်လေးပေါ်ပေါ်စီရင်နေလို့ပြောဆိုလိုက်တာပါအဲ့တော့ကိုဆလိုင်းတင်မဦးဆိုတော့တကယ်ချင်းမိုးသားဖြစ်တယ်တကယ်ပညာတတ်ဖြစ်တယ်ဒီအဲ့လိုပဲဒီချင်းမိုးသားတခုတည်းတော့မဟုတ်ပဲနေမြန်မာတနိုင်ငံလုံးသူ့မျိုးရေးဆိုစူးစားတဲ့ပုံစံတွေဖြစ်တယ်ဒီလိုလူမျိုးတွေမများပေါ်ဖို့မဟုတ်ဘူး အဲ့လိုပေါ်ထွန်းတဲ့အခါမှာကျွန်တော်တို့တိုင်းရင်းသားပေါင်းစုံကတကယ်လူငယ်တွေကျောင်းသားတွေကလည်းကျွန်တော်တို့ဒီလိုကိုယ်စလဲတင်ပါဦးလို့မျိုးစိတ်တတ်နဲ့ကျွန်တော်တို့တိုင်းပြည်လွတ်မြောက်ရေးအတွက်ကျွန်တော်တို့လူမျိုးတွေလွတ်မြောက်ရေးအတွက်ဝိုင်းဝန်းကြိုးစားကြိုးပမ်းကြပါစို့လို့ကျွန်တော်တို့ကတည်းကဒီနေ့မှာစလိုက်တင်ပါဦးကြာဆုံးခြင်းအခမ်းအနားတွေကိုစကိုင်းတိုင်းတပိတ်စစ်ကြောင်းတွေမှာလည်းပြုလုပ်ခဲ့ကြပါတယ်။အာကျွန်တော်တို့ဒီဘယ်လိုပဲကြိုးပမ်းခံရနိုင်ဘယ်လိုပဲကျွန်တော်တို့ဒီ ကြောင်သားကောင်းကောင်းတွေကြောင်သားတွေကိုဒီအနာရှင်တွေကဖိနစ်ခံရတာကျွန်တော်ကြောင်သားတွေဒီအဲဒီနေရာတစ်ခုမှာကျွန်တော်လွတ်မြောက်နေမှာဖြစ်တယ်ပေါ့နော်နေရာတစ်ခုမှာလွတ်မြောက်နေမှာဖြစ်တယ်ကျွန်တော်တို့ရောက်တဲ့နေရာဒီဘယ်နေရာဖြစ်ဖြစ်ကျွန်တော်တို့ကြောင်သားတွေဒီတော်လန်နေမှာဖြစ်တယ်ပေါ့ကြောင်သားတွေနောက်တယ်ထိုင်းမြန်မာ20ရောက်လူဦးတော်လန်ရေးအင်အားစုတွေကလည်းစလိုင်းတင်မောင်ဦးဟာစံပြခေါင်းဆောင်ဖြစ်တယ်လို့ဆိုပါတယ် ဒီကိုစလိုင်းတင်မဟူကကျမတို့ကဆံပြကောင်းဆောင်ဖြစ်ပါတယ်။ဆေယနာရှင်တွေကသူ့ကိုဖမ်းဆီးပြီးတော့ထောင်ထဲအကျဉ်းချပြီးတော့ကျိုးစင်ပေါ်ရောက်ပြတ်ချီကိုသူကလုံးဝကိုဒူးမထောက်ဒလန်မလဲပဲနဲ့ဒီဆေယနာရှင်စနစ်ကိုအသက်သေဆုံးတဲ့အထိရွေးချယ်ချက်ခုခံတိုက်ခိုက်သွားတယ်လို့ဖြစ်ပါတယ်။ဒါကြောင့်မို့ကျမတို့ဒီဆေယနာရှင်ဒေါ်လာရေးကိုလုံဆောင်ခဲ့တဲ့တခြားမှာဆိုလို့ရှိရင်ဒီလိုမျိုးမြင့်မြတ်စွာမိမိရဲ့အသက်ခံတာကိုထည့်ဝင်သွားတဲ့ခေါင်းဆောင်တွေရဲ့စွန့်လွတ်ထည့်ဝင်မှုပါဆိုလို့ရှိရင်ကျမတို့ရဲ့တကယ်ကိုဆန္ဒမှုများယူစရာဖြစ်ခဲ့ရပါတယ်။ ဒီနေ့မှာစလိုက်တင်မောင်49နှစ်မြောက်ကြာဆုံးခြင်းအခမ်းအနားကိုအရှိုးချင်း အမျိုးသားဖက်ဒရယ်ကောင်စီကလည်းကျင်းပခဲ့ပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ ရှမ်းပြည်နယ်မြောက်ပိုင်းက DNL ထိန်းချုပ်ထားတဲ့ကြောင်မဲမြို့မှာဂျွန်လ26ရက်နေ့ညပိုင်းနဲ့ဂျွန်လ28ရက်နေ့မနက်အစောပိုင်းတွေကစစ်ကောင်စီကလေကြောင်းကနေဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူတယောက်သေဆုံးပြီးနှစ်ယောက်ဒဏ်ရာရတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ကြောင်မဲမြို့မြောက်ကုန်းစောက်လူရဲဝင်းတဲ့နယ်စောက်လူရဲရုံရိပ်တာကိုဘုံထိမှန်ခဲ့ပြီးအသက်50အရွယ်အမျိုးသမီးတယောက်သေဆုံးခဲ့တယ်လို့သိရပါဗျ။ ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ကလည်းကြောင်မဲမြို့မှာစစ်ကောင်စီကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်ဒေသခံ၄ယောက်သေဆုံးပြီး၁၀ယောက်ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ရှင်။ကရင်နီပြည်နယ်နဲ့ရှမ်းပြည်နယ်အစပ်မှာရှိတဲ့ဖဲခုံမြို့နယ်တွေကကားလမ်းမပေါက်တဲ့ဆစ်ဆောင်စခန်းတစ်ခုကိုဂျွန်လာ26ရက်နေ့ကစားနပ်ရိက္ခာတွေနဲ့စာရေးကိရိယာတွေတွားရောက်လှူဒန်းပေးခဲ့တယ်လို့ Job for ကရအဖွဲ့စီကနေသိရပါဗျာ။ လမ်းမဆက်တဲ့ခက်ခဲလုံးတာကြောင့်လွန်ခဲ့တဲ့6လအတွင်းမှာဆန်လာလှူပေးတဲ့အဖွဲ့တစ်ဖွဲ့ပဲရောက်ရှိတာဖြစ်တဲ့အတွက်စားနပ်ရိက္ခာလိုအပ်ချက်တွေကိုကူပေးဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီဆစ်ဆောင်စကန်ကခရီးဝေးပြီးအလူရှင်လက်လန်းမမီပဲကားလန်းကနေလူဝင်အား100ကျော်လောက်သုံးပြီးထောက်ပံ့တဲ့ပစ္စည်းတွေကိုတည်ယူရတယ်လို့ဆိုပါတယ်။ဆစ်ဆောင်တွေကလက်နက်ကြီးလေရင်ရန်တွေကိုကြောက်ရပြီးတော်တဲ့ကတောင်ရဲတဲ့ဒီမှာတအိမ်နဲ့တအိမ်ခွဲပြီးတော့နေထိုင်ကြတယ်လို့ Job for Gaya တာဝန်ရှိသူတွေကပြောပါဗျ စစ်ဆောင်စကန်အတွက်စံစီကျအူဆက်ပြားကျက်တော်နီခရမ်းကျင်သည်အဟာရအနေနဲ့အသားဟင်းနဲ့ထမင်းတနက်စာရေးကိရိယာစုစုပေါင်းသိန်း100ဘူလောက်သွားကူပေးဖြစ်တယ်လို့ဆိုပါတယ်စစ်ဆောင်စကန်မှာအင်ဂျီ126ရင်ရှိပြီးလူဦးရေ910ကျော်မှာ16နှစ်အောက်ကတော့150ကျော်ရှိပါတယ် KG ကနေ Grade 5အထိဖွင့်လှစ်ထားတဲ့အကြောင်းလေးရှိရလို့သိရပါတယ်ရှင် ထိုင်းနိုင်ငံမဲဆောက်အပါအဝင် နေရာစုံမှာထိုင်းရဲတွေက အထောက်ထားမဲ့မြန်မာတွေကိုစစ်ဆေးဖမ်းဆီးတင်ကြပ်နေပြီးမဲဆောက်မြို့မှာလည်းမြန်မာတွေစိုးရိမ်စိတ်တွေနဲ့နေထိုင်နေကြရပါတယ်။ဇွဲတက်တဲ့ရင်ပြပို့ထားတာပါရှင်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာ2025ဇွန်လဇာမိုင်းကဆက်လို့ထိုင်းအနာပိုင်းတွေကအထောက်ထားမဲ့မြန်မာတွေလက်စစ်စပိန်စီးသူတွေစိုက်ကဲဘေးရန်မောင်းနေသူတွေအထောက်ထားမဆုံမဲ့အလုပ်လုပ်ကြနေသူတွေကိုပြစ်မှတ်ထားပြီးပိုက်ဆိတ်တိုက်စစ်ဆေးဖမ်းဆီးနေတယ်လို့သိရပါဗျ။ မဲဆောက်မှာအဖမ်းဆီးစစ်ဆေးတင်းကျပ်တာကြောင့်မြန်မာတွေဟာမလို့အပဲအပြစ်မထွက်ရကြပဲအထောက်အထားပြည်ဆောင်မရှိသူတွေကည9:00ကျော်ရင်မီးအမောင်ချပြီးစွန့်ရိတ်စိတ်တွေနဲ့နေထိုင်နေကြရတယ်လို့ဆိုပါတယ်။ မဲဆောက်ဈေးထဲမှာဆိုရင်အသွားအလာလုံးဝကျဲသွားတယ်ပြီးတော့မြန်မာဆိုင်တွေကိုဝင်စစ်တာတွေကလည်းလုံးဝစိတ်လာတယ်စည်ရင်းစရားတွေနဲ့ပါသူတို့မြန်မာဆိုင်တရာကျော်ပေါ့နော်စစ်မယ်ဆိုပြီးတော့တည်င်းရထားတာတွေရှိတယ်အဖွဲဆောင်လာတယ်လို့လည်းကြားတယ်တကယ်လည်းပြန်မှာဝင်စစ်နေကြတယ်ပြီးတော့လမ်းမှာဂိတ်ချတာပေါ့နော်အဲ့ဒီဥစ္စာတွေလည်းရှိတယ်ဂိတ်ချပြီးပိတ်ပြီးတော့စစ်တယ်အဲ့ဒီတော့အဲဆိုင်ကယ်လိုက်စင်းနေကားလိုက်စင်းနေရှိထားဖို့လည်းလိုအပ်တယ်ပေါ့နော်ပြီးတော့ အခုနေအိမ်တန်းလျားတွေကိုပါဝင်ပြီးတော့စစ်တယ်အထူးသဖြင့်တိုင်တဲ့လူတွေရှိလို့စစ်တယ်လို့လည်းကြားတယ်ဒါပေမဲ့တကယ်ဝင်စစ်တာဝါပါမစ်ထဲကလိပ်စာနဲ့ပြင်မာနေနေတဲ့လိပ်စာကမတူဘူးဆိုရင်လည်းဖမ်းဆီးပြီးတော့ခေါ်သွားတာမျိုးတွေရှိရပေါ့နော်အခုမြန်မာတွေကစပိတ်ဆီးပြီးတော့လည်းမသွားရဲဘူးအပြင်လည်းမထွက်ရဲဘူးဈေးလည်းမဝယ်ရဲဘူး မဲဆောက်မြို့မှာမြန်မာလူရဲ့တုံသိန်းကျော်ရှိပြီးအဲ့ဒီထဲမှာအများစုကအထောက်ထားပြည်စုံမရှိတာတွေကြောင့်ထိုင်းရဲတွေရဲ့ငွေညစ်တောင်းခံတာတွေကိုမကြာခဏကြုံနေရပါတယ်။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းကြားဖြတ်နေနေနဲ့လူကွန်ကူတာစီတိုက်ဖြတ်ရေးစီမံချက်ကြောင့်ထိုင်းနိုင်ငံနေရာတော်တော်များများမှာနိုင်ငံသားလူသားတွေကိုတင်းတင်းကြပ်ကြပ်ဖမ်းဆီးစစ်ဆေးတာတွေရှိခဲ့ပါတယ်။အခုနှစ်2025ဇွန်လမှာဖမ်းဆီးတဲ့စီမံချက်ကတော့ ထိုင်းမှာနှစ်ပေါင်း20ကျော်အတွင်းအတင်းကျပ်ဆုံးဖမ်းဆီးတဲ့ပုံစံမျိုးဖြစ်တယ်လို့လည်းအလုသမားရေးလှုပ်ရှားသူတွေကပြောပါဗျ။လွန်ခဲ့သောအနှစ်20နဲ့အခုဖမ်းဆီးမှုအနေထားနဲ့ဒီနှစ်ခုကိုနှိုင်းစာမယ်ဆိုရင်တော့အခုအနှစ်20ကျော်ကာလအတွင်းအတွေ့အကြုံရဆိုရင်တော့အခုဖမ်းဆီးမှုကအချိန်အခါနေရာဒေသမရွေးဖမ်းဆီးလို့ရတယ်ဆိုတဲ့အထူးအခွင့်အာဏာရရှိထားတဲ့ပုံစံရှိပါတယ်။ ဒါကြောင့်မို့လို့နေရာတိုင်းမှာရှိတဲ့မြမာတွေဟာအုတ်အုတ်တဲတဲလှုပ်လှုပ်ကဲကဲနဲ့အကုန်လုံးအထိတ်တလန့်ဖြစ်နေကြတယ်အနေထားပါပဲဗျ။ဂျွန်လာ15ရက်နေ့ကနေအခုချိန်ထိအဲမြမာ100ကျော်လောက်အဖမ်းဆီးခံထားပြီးတော့ပြန်မလို့ကြသေးဘူးလို့ကြားသိရတယ်။ အိမ်တန်းရားတွေစောက်လို့ရလုံသမားတန်းရားမွေမြူချံလုံသမားတန်းရားစသည်အဖြစ်အဲ့ဒီလုံသမားတန်းရားတွေဖမ်းတဲ့ခါလဲအိမ်ချင်းအာဘကံပုံစံမျိုးနဲ့အ ਨੇ ဆုံးအိမ်ခန်းအမျိုးအရွယ်စားပမာဏကိုကြည့်ပြီးတော့အ ਨੇ ဆုံး2500ရာနဲ့6000 9000တိဒဏ်ကြီးရိုက်တယ်ပေါ့လေပြီးခဲ့တဲ့ဇွန်လ22ရက်နေ့ကလည်းမဲဆောက်မှာမြန်မာလူသားတွေနေထိုင်တဲ့လူနေအိမ်တန်းရားတွေကိုထားအနာပိုင်းတွေရှောင်တခင်ဝေရောက်ပြီးအထောက်ထားနဲ့အင်ဂျင်တိုင်ကြားထားတာရှိမှရှိစစ်စစ်ရာတွေပြုလုပ်ခဲ့ပါတယ် ဇွန်လ23ရက်နေ့ကလည်းထိုင်းမြန်မာနယ်စပ်ကန်ချနပ်ပူရိခရိုင်မှာတော်လန်းကနေတဆင့်တရားမဝင်နယ်စပ်ဖျက်ကျော်ဝင်ရောက်လာတဲ့အထောက်ထားမဲ့မြန်မာနိုင်ငံသားအယောက်၄၀ကျော်ဖမ်းဆီးခံခဲ့ရပါတယ်ကျွန်တော်ဇွဲတစ်ပါ ခုဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။တရုတ်ကာကွယ်ရေးဝန်ကြီးတုံချန်ဦးဆောင်ပြီးရှန်ဟိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ရဲ့ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကိုဂျွန်လ26ရက်နေ့ကတရုတ်ကန်ယူရမ်မြို့ချင်းထောင်မှာကျင်းပခဲ့ပါတယ်။အစည်းအဝေးကို SCO အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ရုရှား၊အိန္ဒိယ၊အီရန်နဲ့ပါကစ္စတန်တို့တက်ရောက်ခဲ့ကြပါတယ်။ အီရန်ကာကွယ်ရေးဝန်ကြီးကအစ္စရေးနဲ့စစ်ပွဲအပြီးသူ့ရဲ့ပထမဆုံးပြည်ပခီးစဉ်ဖြစ်တဲ့အစည်းအဝေးပွဲကိုတက်ရောက်ခဲ့တာပါသူတို့ဖွဲ့ရနိုင်ငံတကာပဋိပက္ခတွေအတွက်နိုင်ငံရေးနဲ့တန်တမန်နီလန့်အရာဖြည့်ရှင်းချက်ထုတ်ဖို့ထောက်ခံတယ်လို့ရှိုင်းပူပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့အထွေထွေအတွင်းမှူးချုပ်ကပြောပါတယ်ယူကရိန်းရဲ့အရှေ့လယ်ပိုင်းဒေသဆိုင်ရာတင်းမာမှုတွေအရှိန်အဟုန်မြင့်တက်လာချိန်မှာနေတိုကာကွယ်ရေးဝန်ကြီးတွေရဲ့အစည်းအဝေးခေါ်ဆိုချိန်မှာ SCO ကအစည်းအဝေးခေါ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ SCO ကို2000ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတရုတ်ရုရှားအိန္ဒိယပါကစ္စတန်အီရန်ဘီလာရုစ်နဲ့ဗဟိုအာရှနိုင်ငံတွေကအဖွဲ့ဝင်ဖြစ်နေပါဝင်ထားပါတယ်ရှင် တောင်ကိုရီးယားသမ္မတလီဂျင်းမြောင်ကနိုင်ငံရဲ့စီးပွားရေးဟာပြည်ရင်းစားသုံးမှုနဲ့ပို့ကုန်တင်မှုမှုကဏ္ဍတွေမှာအဆိုးရွားဆုံးအခြေအနေရှိရလို့ပြောဆိုလိုက်ပါတယ်။ဒါကြောင့်အပိုအဆိုးရအသုံးစရိတ်ဒေါ်လာ14.8ဘီလီယံကိုအတည်ပြုဖို့ဂျွန်လ26ရက်နေ့မှာလွှတ်တော်ကိုတောင်းဆိုခဲ့ပါတယ်။လီကလာမယ့်နှစ်ပေအတွင်းမှာအခွန်မလုံလောက်တာရှော့ချခြင်းဟာအစိုးရဗန်နာရေးဆိုင်ရာစီမံခန့်ခွဲမှုအတွက်အရေးကြီးတာကြောင့်ဗန်နာရေးအသုံးစရိတ်ကိုထိန်းသိမ်းဖို့ကြိုးပမ်းသွားမယ်လို့ကြာတာပရိနစ်ကအမျိုးသားလွှတ်တော်မှာပြောကြားသွားပါတယ်။ ဗဏ္ဍာရေးဆိုင်ရာခိုင်မာမှုရှိဖို့ဘတ်ဂျက်ဆိုင်ရာဆွေးနွေးညှိနှိုင်းမှုနဲ့အတည်ပြုချက်အပေါ်မှာအမျိုးသားလွှတ်တော်ရဲ့အခွင့်အာဏာကိုလေးစားလိုက်နာဖို့ဒီဆုံးဖြတ်ချက်ကိုချမှတ်ခဲ့တာလို့လီကတက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုပြောခဲ့ပါတယ်တောင်ကိုရီးယားဟာထူးထူးခြားခြားဆိုးရွားတဲ့ကာလတစ်ခုကိုဖြတ်တန်းနေရတယ်လို့လည်းသမရကပြောခဲ့ပါရှင်။အခုဆက်လက်ပြီးအာကစားသတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ော်တူဂီတိုက်စစ်မှုဆီရိုနယ်ဒိုကအန်နာစာအသင်းနဲ့စာချုပ်တတန်တိုးဖို့အတွက်သဘောတူညီလိုက်တယ်လို့သိရပါတယ်။ရိုနယ်ဒိုကအနာစာမှာစူဖလားအောင်မြင်မှုမရသေးတာကြောင့်စိတ်ပြက်လက်ပြက်ဖြစ်ခဲ့ပြီးအသင်းကနေထွက်ခွာဖို့တရင်ထွက်ခဲ့ပါသေးတယ်။လက်ရှိအချိန်မှာတော့အသင်းကနေထွက်ခွာမယ့်အစီအစဉ်ကိုပြန်လည်စဉ်းစားသုံးသပ်ပြီးတဲ့နောက်စာချုပ်တဏ္ဍိုးဖို့အတွက်လက်ခံသဘောတူလိုက်တာဖြစ်ပါတယ်။အသက်40ရှိတဲ့ရိုနယ်ဒိုဟာစာချုပ်တစ်အရတစ်နှစ်ကိုပေါင်169တန်အထိရရှိမှာဖြစ်ပြီး Sorry League မှာဆက်လက်ရှိနေမှာဖြစ်ကြောင်းပြင်သစ်သတင်းစာတစ်ခုကဖော်ပြထားပါဗျ။ Serenado ကအနာစာနဲ့105ပွဲမှာ63ဂိုးသွင်းယူထားပြီး200သည်ဇက်တိုက်ဂိုးသွင်းအများဆုံးကစားသမားစုကိုလည်းရရှိထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နေ့လယ်2နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါညနေ4နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းတွေကိုဖြည့်ဆွတ်တင်ဆက်ပေးတော့ပါအောင်မယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီမှာကတော့ဝန်တီပါ